အာလက်ဆောင်ရဘူးလားဆိုတော့အဲလက်ဆောင်ရဘူးတဲ့ဟာမျိုးတွေရှိပါတယ်ကျွန်တော်တို့ကြီးကြီးမားမားတော့မဟုတ်ဘူးဒီလိုမျိုးပဲပရိသတ်တွေစီကနေအဲအဲ့လိုမျိုးလက်ဆောင် လက်ဆုပ်လေးတွေအမျိုးအဲအစင်ပေါ်မှာစုပ်ပေးတာတို့ဒီလိုမျိုးပဲမွေးနေ့ပိုင်းညတွေမှာ present ပေးတာတော့ပါလို့လဲရှိပါတယ် အဲကိုကိုတိုင်ကလည်းကိုရဲ့ဒီကိုမောင်နှမတွေပုံမှာလည်းဒီလိုမျိုး surprise လုပ်ပြီးတော့ဒီပေးမှုတဲ့အားမျိုးလည်းရှိပါလေဗျဟုတ်မေကတော့သူလိုချင်တော့ဒီလိုပဲဝယ်ရဲ့ဆိုတာကိုကျွန်တော်တို့ကလည်းပဒေလုပ်ငန်းလုပ်တာပေါ့နော်ကျွန်တော်တို့ကလည်းအနိဒုံစေတနာရွှေဆိုင်ရှိတယ်ပေါ့အဲလမ်း30မှာရှိရဲဆိုတော့အာအမေမေတို့ကတော့ကိုလိုချင်တဲ့ဟာလေးတွေကိုဒီလိုပဲ ပြောပဲအဲဝယ်ဖို့တဲ့တခါကျရင်လည်းကိုယ့်ဟာကိုဒီဇိုင်းလုပ်ပြီးလို့ထားပြီးလေအာဖြစ်မိပါတယ်ဖြစ်မိတယ်ဆိုတာဟိုအဲ့အချိန်မှမဟုတ်ပါဘူးကျွန်တော်ကိုချစ်တဲ့ပြိသက်တွေကကျွန်တော်ကိုဒါအာဟိုနေတိုင်းလို့လို့ပေါ့နော်အဲ့တော့လက်ဆောင်မှာပရက်ရှူတွေရက်ကာဘတ်တွေဆိုလို့ရှိရင်လည်းလက်ဆောင်တွေအများနဲ့ပန်စီတွေရောလက်ဆောင်တွေရောအဲ့လိုကွန်မရီရှူရှင်းလုပ်တယ်ပေါ့နော်ကားလင်းကားလင်းလို့လို့ပါပဲကျွန်တော်ကိုလုပ်တယ်ဆိုတော့အာကျွန်တော်ကလည်းသူတို့ရဲ့အပေးမှုနဲ့တန်အောင်ပေါ့နော်ကျွန်တော်က ်တကားနဲ့တကားမတူညီအောင်ပေါ့သူတို့စိတ်ထဲမှာမထင်မှတ်မထင်မှတ်ထားတဲ့အဲကာရက်တာမျိုးတွေကိုကျွန်တော်ကလည်းဟိုစူးစမ်းပြီးတော့ကျွန်တော်အမြင်နဲ့လည်းဟိုတည်ဆောက်ကျင်တယ်လေအဲ့လိုတည်ဆောက်မှုတွေပုံမှာသူတို့ကလည်းတကားထွက်လာနိုင်သူတို့ကျင်တတ်တယ်ကျင်တတ်တဲ့အတွက်လည်းကိုပီတိဖြစ်ရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့ကအမြင်နဲ့ကျွန်တော်ပုံမှာအဲ့လိုမျိုးဒါအမတ်ရလက်ဆောင်တွေအမြင်နဲ့သူတို့ပေးကြတယ်အဲနောက်ပြီးတော့သူတို့ သူတို့ရန်ချိနေတယ်ပေါ့နော်သူတို့ချိနေတယ်ကိုကိုအပေးရတာသူတို့ဒီအပေးရကျိုးနေတယ်လို့လည်းသူတို့ထင်ပါတယ်တဲ့ဆိုတော့ကိုတွေကလည်းပြိတ္တာအပေးရကျိုးနေတာနဲ့ညီမအောင်ပေါ့နော်အမြင်နဲ့လည်းကျွန်တော်တို့ကတော့ဟိုစူးစမ်းသွားမှာပေါ့နော်ပြိတ္တာတော့ထောက်ပြလာမှုအပေါ်မှာတော့ဒါကကျွန်တော်တို့ကတော့ကိုလိုနားထောင်ရမယ်ဘာလို့ဆိုတော့ ပြည်သက်နဲ့သွားနေတဲ့လောကဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေမှန်တယ်များသည်ပြည်သက်ရဲ့အပင်မှုကြောင့်ကျွန်တော်တို့ဒီဒီလုပ်ဒီနေရာမှာရပ်တည်နိုင်တဲ့လူတွေဖြစ်တယ်ဖြစ်တဲ့အခါကျတော့အစိုးအကောင်အကျိုးကောင်းကိုကျွန်တော်တို့ဒီဝေဖန်သုံးသပ်ရမယ်ရန်ဤတစ်ဖက်သက်ဆန်လို့မရဘူးဆိုတော့အဲ့လိုမျိုးတော့ကျွန်တော်မြင်မိပါတယ်ဗျာဟိုပြောင်းလဲဖို့လိုအပ်တယ်လို့ထင်လို့ဒါပြည်သက်ကပြောတယ်ပေါ့နော်ဆိုတော့ပြည်သက်ရဲ့ ြောဆိုဝေဖန်နေတာကိုတော့ကျွန်တော်တို့လေ့ထားတင်ပါဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကဟိုဟာလူဘဝမှာပေါ့နော်ဟိုဘယ်လိုပြောရမလဲဆိုရင်ဒါဟိုတရားဟောရလို့ဖြစ်နေမှာပေါ့ကျွန်တော်တို့လူကျင်တာတခုယူမယ်ဆိုရင်တော့မလူကျင်တာနဲ့မလူကျင်တာကိုလက်ခံနိုင်ဖို့လိုတယ်သူကလူကိုကြိုက်တဲ့အရာတခုကမကြိုက်တဲ့အရာနဲ့တွဲပြီးတော့ကိုသူကပါလာတာအဲ့တော့ကိုဘလောက်ပဲ အာအောင်မြင်မှုတစ်ခုကိုရရတယ်ပဲဒါကိုဘလောက်ကိုအဲ့အောင်မြင်မှုတစ်ခုမှာကိုမကြိုက်တဲ့အရာကိုအနားမှာရှိကိုရှိနေဆိုတော့အဲ့လိုပဲကျွန်တော်တို့ကအာဘဝကိုဖျက်ဆီးတဲ့အချိန်မှာလောကရန်ကိုမလိုချင်တာကိုရောလိုချင်တာကိုရောကြံ့ကြံ့ခံနိုင်မှကျွန်တော်တကယ်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်မှာပေါ့နော်ဆိုတော့အားလုံးရင့်ကျက်ဖို့အတွက်ကိုတည်ငြိမ်အောင်အော်ကိုရဲ့စိတ်ကိုနှလုံးသွင်းနိုင်ဖို့လိုပါတယ်အဓိကတော့သတိပဋ္ဌာန်ပေါ့နော်သတိပဋ္ဌာန်ဆိုတာကတော့ကျွန်တော်တို့ ာဒါဒီကမထမ်းကိုပြောတာပေါ့အဓိကတော့တတိနဲ့ကိုစိတ်ကိုကိုပြန်ပြီးတော့ control လုပ်နိုင်ဖို့လိုပါတယ်ဘယ်အရာမဆိုရရင်ပျော်ရွှင်စရာနဲ့ကြုံတွေ့ရင်လည်းအရင်ဟိုစိတ်လွတ်လပ်လွတ်မပျော်မိဖို့ပေါ့နော်အာဝမ်းနေစရာရှိရင်လည်းအဆုံးစွန်ထိကိုကျွန်တော်တတိလက်လွတ်ဝမ်းမနေတတ်ဖို့လိုပါတယ်ဒါမှလည်းနည်းနည်းလေးဟိုအိမ်တွေရတဲ့ ဟိုမျက်နှာလေးဖြစ်မှာပေါ့နှုတ်စင်တော့အရင် surprise ဆိုလို့ရှိရင်တော့ဟိုတုံ့တုံ့မှုအဲ့လိုမျိုးတွေမြင်ရပါတတ်ပါတယ်ဒါတော့ကျွန်တော်အပြင်မှာနေတဲ့ live ပေါ့နော်ဒါပေမဲ့တကယ်ဟိုရုပ်ရှင်ထဲမှာဆိုရင်တော့ item တွေလောက်ပါလေကျွန်တော် changes တွေအများကြီးလုပ်ပါတယ်ဟုတ်ကဲ့ပါနှစ်သိမ့်နေဆိုတာကျွန်တော်အဲ့ဒါဟိုအခုမှလည်းမဟုတ်ဘူးကြပွဲထဲမှာလည်း interview တော့ကျွန်တော်ပြောလိုက်ပါတယ်ဘာဆိုတော့ဒီလိုမျိုးပဲကျွန်တော်ကိုစိတ်သက်ခံခံမှမှနဲ့ပဲကျွန်တော်ကိုကျွန်တော်ရဲ့ပရိသတ်ကိုအခုလိုမျိုးအာဆက်လက်ပြီးတော့အားပေးပါလို့ကျွန်တော်လည်းဒါကျွန်တော်ရဲ့ဥပညာတာဝန်ကိုအဓိကအရန်ကြိုးစားပြီးတော့ပရိသတ်ကိုအမြဲတမ်းကျွန်တော်တာဝန်ကြီးအောင်အမြဲတမ်းကြိုးစားနေပါမယ်လို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်